အမတ်ဆံမီများအသွဲထိခိုက်ဆုံးရှုံးနိုင်ခြင်းများစီမံခန့်ခွဲမှုတင်နန်းကို အခမဲ့တက်ရောက်နိုင်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အသေးစားငယ်စားနယ်လက်စားစီးပွားရေးလုပ်ငန်းတွေအမတ်ဆံမီအနေနဲ့လုပ်ငန်းလည်ပတ်မှုအတွင်းနဲ့ပြင်ပပတ်ဝန်းကျင်ကသင့်ရင်းဆိုင်ကြုံတွေ့နိုင်တဲ့ထိခိုက်ဆုံးရှုံးနိုင်ခြင်းအမျိုးမျိုးစိန်ခေါ်မှုအမျိုးမျိုးအသွဲထိခိုက်ဆုံးရှုံးနိုင်ခြင်းများစီမံခန့်ခွဲမှုတင်နန်းကိုအခမဲ့တက်ရောက်နိုင်မယ်လို့သိရပါတယ်။ ဒီတင်နန်းကိုကုလသမဂ္ဂဖွံ့ဖြိုးမှုအစည်းအဝေး UNDP ရဲ့ E-learning portal for MSMEs မှာမြန်မာဘာသာစကားနဲ့အခမဲ့တက်ရောက်လေ့လာနိုင်မှာဖြစ်ပါထင်တင်နန်းတက်ရောက်လို့သူရရန်လေးနဲ့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစည်းအဝေး UNDP page မှာဖော်ပြထားတဲ့တင်နန်း link ကသစင်ဝင်ရောက်ကလေ့လာနိုင်မှာဖြစ်ပါထင်တင်နန်းကသင့်မိမိစီးပွားရေးလုပ်ငန်းအတွက်ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုရဲ့အရေးပါပုံရင်ဆိုင်ကြုံတွေ့နိုင်တဲ့ထိ ခိုက်ဆုံးရှုံးနိုင်ခြေအမျိုးအစားများဖြစ်ပေါ်လာချိန်မှာထီအောင်စွာတုံ့ပြန်နိုင်ဖို့အကဲဖြတ်သုံးသပ်ခြင်းဆက်သွဲဆောင်ရွက်ခြင်းနဲ့စောင့်ကြည့်ခြင်းစားထိထီခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များထီခိုက်ဆုံးရှုံးနိုင်ခြေတွေကိုထည့်သွင်းစီမံတတ်တဲ့လေယာထားနဲ့ခန်းနိုင်ရရှိမှုထီခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုစွမ်းရည်ကိုလက်တွေ့ရဲ့တုံ့ချမှုစားထားတွေကိုမြမပါတာစကားနဲ့စနစ်တကျလေးလာသိယူနိုင်မှာဖြစ်ပါတယ်။ တင်နန်းစာအလုံးလေးလာပြီး final test ဖြေဆိုအောင်မြင်ပါက UNTP ကပေးအပ်တဲ့တင်နန်းပြီးဆုံးချောင်းလက်မှတ်ကိုလည်းအခမဲ့ရရှိမှဖြစ်တယ်လို့သိရပါတယ်ရှင်။